ိတ်ပြလာရင်ကောင်းပါလေချောချောလှလှလေသူ့အချိန်နဲ့စားမဟုတ်ရပဲအဲ့လိုကောင်းပါလေးမျိုးပေါ့နော်လင်းငုံဆဲကောင်းပါလေအဲ့တော့ကင့်နေမှာဖြစ်မယ်အဲ့လိုဒီကောင်ရောက်ဝင်တယ်ကိုရရင်အမင်းသမီးကကျွန်တော်သူ့ကိုပဲမြင်တာအဲ့အတွက်ကြောင့်လဲကစ်ကိုတေချာပြပြကင့်နေတယ်ဆိုင်ဖြစ်ခဲ့တယ်ဘာလုံးမှာအချောဆုံးအလှဆုံးတော့ဥစားသောမျိုးစုံမျိုးရတော့လာတာဖြစ်ချင်ဖြစ်နိုင်ကျွန်တော်ဒီကောင်စားရမယ်ဆိုရင်ကင့်နေရရမယ်ဆိုပြီးတော့ပဲရွေးထားပါတော့အဲတခြားလူနဲ့ဆိုရင် အမဖြစ်နိုင်အောင်ကင်းနေပဲကျွန်တော်ရိုက်မယ်ဆိုပြီးတော့အစိတ်ကြီးထားအဲ့ဒီတော့လည်းကင်းနေတွေ့ရတဲ့အချိန်မှာဒီလက်ဝင်တဲ့အကြောင်းကိုဒီကားပေါ့နော်ဒီကားအကြောင်းကိုကျွန်တော်ကင်းနေအဲအကောင်ဆုံးမအဲ့ကောင်မှလည်းရှိရင်ငုံရွာနာပါလေအေး trail ခလေးကရိုးရိုးပြားတာမဟုတ်ဘူးအပမီနေတာကြံပြောပြတယ်ပြောပြီးတော့ကြည့်ကိုအဲဇလန်းကြံပြီးပြောပြတယ်သူစိတ်ငြားရဲဆိုတော့ကသူ့လက်အသေးစားဆွေးနွေးပြီးတော့ဇလန်းကိုအသေးစိတ်ပြောပြတယ်ပြောပြပြီးကြီးကဒီလက်အဲ့တော့မှအာ โอเคอ่ะဆိုရင်သူလည်းသဘောကျတယ်เนาะရိုက်မယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့ဝဲဖလက်ပြန်လုပ်တာပြောင်းရုံနေတော့ပဲဒီနေ့ကနောက်ဝင်တဲ့ Red Carpet Show ပေါ့เนาะအဲပြောမယ်ဆိုဒီနေ့မှာအကုန်လုံးပေါ့เนาะ Red Carpet Show ဆိုတော့ဒီမှာပြည်သက်တွေရောအဲဒီရုပ်ရှင်မှာပါတဲ့လူတွေရောပြီးတော့ကျွန်တော်တို့လောကထဲကရုပ်ရှင်လောကထဲကညီကိုမောင်မတွေရောစပြီးပြရနေပေါ့အဲဆိုတော့အဲကျွန်တော်တို့ဖန်တီးထားတဲ့ရုပ်ရှင်ကို အဲသူတို့ဘာတွေဝေဖန်ကြမလဲဘလို့အကြံပေးမလဲစပြရတာဆိုရင်ဟိုငါပေါ့နော်ဟောဟိုကျွန်တော်တေချာပြင်စင်ပြီးဖန်တီးထားပါတယ်ဟိုအကုန်လုံးပေါ့နော်အစားလည်းအဆုံးအဲရှိသမျှ process အကုန်လုံးကိုအသေးစိတ်ပြင်ဆင်ပြီးတော့အကောင်းဆုံးဖန်တီးထားပါတယ်အဒီကားဖြစ်လာတော့ကျွန်တော်ဒီဟိုပါပေါ့နော်ဘယ်လိုပေါ့မလဲနောက်ဝင်တယ်ဆိုတာကအဲကျွန်တော်ဟိုရိုက်ချင်တဲ့ရုပ်ရှင်အမျိုးအစားမှာပါတယ်ဒီအရေးကျွန်တော်အစတော့ကပြောမစို့ဟို ဘေးစုံ true story လို့ပြောလို့ရတယ်။အပြင်မှာတကယ်ရှိခဲ့မှုတွေဟာတွေအာကျွန်တော်တွေ့ခဲ့မှုတွေဟာတွေအဲကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့မှုတွေဟာတွေအဲ့လိုအဖြစ်အပျက်တွေကိုအဲအများကြီးရှိရပါဘူး။အဲ့ဒီအဖြစ်အဖြစ်အပျက်တွေကိုပြန်ပြီးတော့ဇလန်းတိောက်ပြီးတော့ဒီအောင်ရုပ်ရှင်ဖြစ်ပြန်လဲပြန်ပြီးတော့အသက်သွင်းထားတဲ့ရုပ်ရှင်ပေါ့။ကျွန်တော်တို့ကြုံမှုတွေဟာတွေတကယ်ရှိရတဲ့ဟာတွေ အပြင်မှာလည်းဒီလိုလူမျိုးတွေကျွန်တော်တွေ့ဘူးလေအဲကြုံလဲကြုံဘူးလေအဲ့လိုအပြစ်ပြက်တွေနဲ့ပြီးတော့ဒီကားထဲမှာကအာပြောမဆိုလင်းကုန်ရဲ့ယူနီဘတ်ပေါ့နော်လင်းကုန်ဆိုတဲ့ခမာလေးရဲ့ယူနီဘတ်အဲ့ထဲမှာအဲ့ထဲကိုဆွဲထည့်ပြီးတော့ကျွန်တော်ပြကျင်တဲ့ဘလောက်ကြီးနဲ့ကျွန်တော်တို့ကြုံခဲ့ဘူးရဲ့ခါတွေနဲ့အဲပြီးတော့ကျွန်တော်တို့ရဲ့အဲယုံကြည်ရာပေါ့နော်အဲယုံကြည်ရာအာအဆွဲတွေပြီးတော့ဒီ ပရလောကနဲ့ပတ်သက်တဲ့အကြောင်းတွေအဲအကြောင်းတွေကိုအများကြီးပေါင်းစပ်ပြီးတော့အဲဇလန်ဒီဆောက်လိုက်တယ်အဲအဲ့ရနေမှာတဖြည်းဖြည်းချင်းနဲ့လောက်ဝင်တယ်ဆိုပြီးတော့ဖြစ်လာတယ်ကျွန်တော်ဒီကောင်စားရိုက်မယ်ဆိုရင်ကင်းနဲ့ရိုက်မယ်ဆိုပြီးတော့ပဲရွေထားပါတော့အဲတခြားလူနဲ့ဆိုရင်အဲမဖြစ်နိုင်အောင်ကင်းနဲ့ပဲကျွန်တော်ရိုက်မယ်ဆိုပြီးတော့အဲစိတ်ကြီးထားအဲဒီကြောင့်လည်းကင်းနဲ့တွေ့ရတဲ့အချိန်မှာဒီလောက်ဝင်တဲ့အကြောင်းကိုဒီကားပေါ့နော်ဒီကားအကြောင်းကိုကျွန်တော်ကင်းနဲ့အဲကျန်ပြောပြတယ်ပြောပြီးတော့ကြည့်ဖို့ ဇလန်းကြမ်းပြပြောပြတယ်သူစိတ်ဝင်စားတယ်ဆိုတော့ကသူ့လက်အသေးစားဆွေးနွေးပြီးတော့ဇလန်းကိုအသေးစိတ်ပြောပြတယ်ပြောပြပြီးခေကဒီလက်အဲ့တော့မှအိုကေအားဆိုရင်သူလည်းသဘောကျတယ်နော်ရိုက်မယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့ဝက်ဘလက်ပြန်လုပ်တာ။သူကအမိကကျန်းလို့လို့ချင်းပြောရရင်တော့သူကဝိညာဉ်ဟုတ်ပါဘူး။လက်ပြတ်လာတဲ့ကောင်ပါလေ။လက်ပြတ်လာချောချောလတ်လတ်လေးပေါ့နော်။ချောချောလတ်လတ်လေးနဲ့သူကအဲ့လို ပြောမယ်ဆိုဝိညာဉ်တွေပရလောကရင်းနဲ့ပတ်သက်လို့ရတယ်ပေါ့ပါလေလက်ပြလာတယ်ကျွန်တော်မြန်မာလူဆိုရင်မြန်မာအယူအဆနဲ့ပြောရင်အလွယ်ပြောမယ်ဆိုတော့လက်ပြလာလက်ပြလာရလို့ပြောတာပေါ့နော်အဲ့လိုလက်ပြလာရကောင်းပါလေချောချောလတ်လာလေသူ့ချင်းနဲ့လားဟောဦးရပဲအဲ့လိုကောင်းပါလေးမျိုးပေါ့နော်လေးငုံဆွဲကောင်းပါလေအဲ့တော့ကင့်နဲ့မှဖြစ်မယ်အဲ့လိုဒီကောင်းရောက်ဝင်တယ်ကိုရရင်မင်းသမီးကကျွန်တော်သူ့ကိုပဲမြင်တာအဲ့ဒီအတွက်ကြောင့်လဲကစ်ကိုတေချာပြပြရင်ကင့်နဲ့ပဲဆက်ဖြစ်ခဲ့တာပေါ့